ကဘာပေါ်မှာအခမ်းအနားဆုံးနန်းတော်ကြီးပုံစံနဲ့ဇက်ဗီလာကုံတမီးလေးတွေနေဖို့ဆောက်လုပ်နေတဲ့နန္ဒာလိုင်တို့ဇနီးမောင်နှံပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လင် insider page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကဘာပေါ်မှာဘယင်ဘယင်မတွေနေထိုင်တဲ့ခမ်းနားလာတဲ့နန်းတော်ကြီးပုံစံအင်ယာကြီးကိုတီးဆောက်နေကြောင်းပရိသတ်တွေကိုအတီးပေးလာတာကတော့တထေးကြီးစီတီဟာပါ တတိကြီးစီတီဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကြီးတဦးဖြစ်တဲ့ဇေကဘာဥခင်ရွှေရဲ့တဦးရေတော်သားဖြစ်ပါတယ်။ဒါ့အပြင်ဦးစီတီဟာကမြန်မာနိုင်ငံမှာဇေကဘာလုပ်ငန်းစုကိုဦးဆောင်ပြီးတော့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုလှုပ်ဆောင်နေရဖြစ်ပါတယ်။ဒီလိုမျိုးတတိကြီးစီတီဟာကမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးမင်းသမီးဖြစ်တဲ့အနန္ဒာလိုင်းနဲ့လက်ထပ်ခဲ့ပါတယ်။အလုံးတီကြရတဲ့အနန္ဒာလိုင်းကမြန်မာနိုင်ငံမှာတခိတ္တကာကထိတ်တန့်အအောင်မြင်ဆုံးမင်းသမီးကြီးတစ်လက်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်အနန္ဒာလိုင်းကအောင်မြင်နေစဉ်အခါမှာတခြားသောမင်းသမီးတွေနဲ့မတူ ပင်အင်ဒရီသိခါကြီးမားစွာနဲ့နေထိုင်ခဲ့တာပါမန္တလေးကအောင်မြင်တဲ့ထိတ်တဲမင်းသမီးဖြစ်စဉ်မှာတခြားသောမင်းသမီးတွေလိုရည်စားများတာပေါ်ပေါ်ပပင်းနေတာမျိုးထက်တည်ငြိမ်ရင်းချက်စွာနဲ့နေထိုင်နေရဖြစ်ပါတယ်။ဒါကြောင့်လည်းတရုတ်ဆောင်မင်းသမီးကြီးနန္ဒလိုင်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတတိကြီးရဲ့သားဦးစီတီဟာနဲ့လက်ထပ်နိုင်ခဲ့ပြီးတော့သမီးလေး၃ယောက်ကိုရရှိပိုင်ဆိုင်ခဲ့ပါပြီ။ ဒါအပြင်နန္ဒာလိုင်းကတထေးစီစီတီဟာနဲ့လက်ထက်အပြေးမှာအနုပညာလောကကနေအားယူပြီးတော့တမီလီ၃ယောက်ကိုပြုစုပြောင်းထောင်နေခဲ့ရပါဘူး။ဒါကြောင့်လည်းနန္ဒာလိုင်းဟာမိခင်ပြီးသားတဲ့သူအဖြစ်အားလုံးကချီးကျူးကြတာဖြစ်ပါတယ်။ နန္ဒလိုင်ဟာသမီးလေးသုံးယောက်ကိုအကောင်ဆုံးတင်တင်ဆုံးမှပြုစုပြောထောင်နေခဲ့ရကြောင်းလဲအခုဆိုရင်တော့တထေးကြီးဦးစီတီဟာနဲ့အနန္ဒလိုင်တို့ရဲ့သမီးလေးသုံးယောက်ကတော်တော်လေးကိုထူးချွန်ထက်မြက်ပြီးတော့နိုင်ငံသားကိုတောင်ပညာတော်တင်သွားဖို့အတွက်ပြင်ဆင်နေကြပြီလို့သိရပါတယ်အထူးသဖြင့်တော့နန္ဒလိုင်ကအကြောင်းရင်းတစ်ခုကြောင့်ခင်မွန်းတဲ့ဦးစီတီဟာအချင်းကြနေစဉ်အတွင်းသမီးလေးသုံးယောက်ကိုအကောင်ဆုံးပြုစုပြောထောင်ထားနိုင်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်လည်းအခုဆိုရင်နန်တာလိုင်းရဲ့တမီလေးဈေးဝယ်လိုင်းဆိုရင်ပကြီဆွဲတာဒေါ်လုံးလုံးနိုင်ငံခြားကုမ္ပဏီတွေကတောင်ဒေါ်လာရာချီပေးပြီးတော့ဝယ်ယူနေကြပြီဖြစ်ပါတယ်။ဒါအပြင်အခုခါမှာတော့တရုတ်ဆောင်နန်တာလိုင်းနဲ့ခင်ပုံဖြစ်သူဈေးတီဟာတို့ကသူတို့ပိုင်ဆိုင်တဲ့မင်္ဂလာတုံကမြေခွက်ကျဲကြီးပေါ်မှာဇက်ဗီလာအမည်ရတဲ့အဆောက်အဦးခြံဝင်းတစ်ခုကိုအကောင့်ထဲပို့နေပြီလို့သိရပါတယ်။ တထင်းကြီးဦးစေတီဟာကအဆိုပါဗီလာကွန်ပေါင်းကြီးကိုတမိလေးတွေပြည်ပမှာကြောင်းသွားမတက်ခင်နေလို့ရဖို့အတွက်အ мян ဆုံးဆောက်လုပ်ပေးသွားမယ်လို့ဆိုလာခဲ့ပါတယ်။ဒါအပြင်အဲ့ဒီဗီလာကွန်တို့ကြီးရဲ့ကြီးကျယ်ခန်းနာမှုအဆောက်အဦဒီဇိုင်းတွေကိုတထင်းကြီးစေတီဟာကသူ့ရဲ့အင်တာနက်ဆာမျက်နှာမှာမျှဝေလာခဲ့တာဖြစ်ပါတယ်။တထင်းကြီးဦးစေတီဟာမျှဝေလာတဲ့တမိလေးတွေနေထိုင်ဖို့အတွက်တည်ဆောက်နေတဲ့ဇက်ဗီလာကွန်တို့ဒီဇိုင်းမှာတော့နန်းတော်ကြီးတမျှကြီးကျယ်ခန်းနာတဲ့အိမ်တွေ၊ပန်းခြံတွေ၊တိခွားခြံတွေ၊စိုက်ခင်းတွေအပန်းဖြစ်အနားယူစရာနေရာတွေ ်အမျိုးစုံပါဝင်တာကိုတွေ့ရပါတယ်။ဒီလိုမျိုးခံထားတဲ့ villa ကြီးမှာကမ္ဘာပေါ်ကအလှဆုံးနဲ့အကောင်းဆုံးစိန်ခံပစ္စည်းတွေကိုထည့်သွင်းဆောက်လုပ်သွားမယ်လို့သိရပါတယ်။လက်ရှိမှာတော့တရုတ်ဆောင်မင်းသမီးနန်ဒါလိုင်းနဲ့တထေးကြီးဇေတီဟာတို့ဇနီးမောင်နှံနဲ့တမီးလေးတွေကမိဘတွေပိုင်ဆိုင်တဲ့အိမ်မှာပဲစုပေါင်းနေထိုင်နေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ခန်းနာလာတဲ့နန်တော်ကြီးမှာမင်းသမီးတွေလိုနေထိုင်ရတော့မဲ့နန်ဒါလိုင်းရဲ့တမီးလေးတွေကိုအားကျနေကြတာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတမီလေးတွေအတွက်နန်းတော်ကြီးတမျှတိဆောက်သွားတော့မယ်။နန်တာလိုင်းနဲ့တထေးကြီးဦးစီတီဟာတို့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးသားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။